အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဇင်ရောဖြစ်ပါတယ်2025ခုနှစ်ဇွန်လ17ရက်ဗုဒ္ဓဟူးနေ့ညနေခင်းစည်ရေးသတင်းသုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ပြည်ဦးလွင်ကနေတစ်ဆင့်မန်းလေးနဲ့စကိုင်းကိုရင်ထမ်းနဲ့ရောက်ရှိနေတဲ့မင်းအောင်လိုင်ဟာမိထီလာဘက်ကိုလာနိုင်ခြင်းရှိပါတယ်ပလဲနယ်မှာစိုက်နေရင်ပြတ်ကျမှုအပြီးမှာတော့မင်းအောင်လိုင်ဟာနေပြည်တော်ပြန်မယ်ဆိုရင်တောင်ကားနဲ့ပဲထိုးတော့မယ်လို့ယူဆရပါတယ်စကိုင်းမှာ သူကိုယ်တိုင်ရရချေပြီးစိုက်လေရင်တစဉ်ချက်ချင်းမြေခရရတယ်ဆိုတော့ဇောချွေးထွက်ပြီးပေါ့ဗျာဆရာနာမသိငင်ဝိုင်းလင်မြန်ပြက်ကြပြီးမှကျွန်တော်လဲ MSMD ADR ဝိုင်းအိတ်နဲ့ဝိုင်းတွဲစတဲ့စစ်လေရင်တွေကိုစီးပူးခဲ့တာဖြစ်ပါတယ်စီးတိုင်းလဲတန်ပုတ်တွေအငဲယူရတာဖြစ်ပါတယ်စီးပူးသူများလဲကြုံမှုကြမယ်ထင်ပါတယ်စစ်ကောင်စီကိုအခုတော့တရားပြောပြခြင်းပါတယ်နင်တို့လေမြန်တွေလေ့ကျင့်ကြံတိုင်းတော်လိုင်းအင်အားစုတွေရှိတဲ့ဘက်ကိုလာလာပြီးမလေ့ကျင့်ပါနဲ့လို့ နင်တို့ပြောထားတာရှိရနော်လက်ချင်ရေးဒီစစ်စင်ရေးစစ်စင်ရေးဒီလက်ချင်ရေးအဲ့ဒါလိုပြောရမလို့ဖြစ်နေပြီဖြစ်ပါတယ်ဇမန်နေ့ညနေပိုင်းမှာတော့ဗကုတတ်နယ်တဲကနေဇေယကွန်းလန်တိုင်းစစ်ရင်န်း6စီးမင်္ဂလာတုံတနယ်တဲကိုဝင်ရောက်လာတာရှိပါတယ်မင်္ဂလာတုံလေတာတဲကိုဈေးကခဲရန်တွေပို့ဆောင်နေတာဖြစ်နိုင်တယ်လို့သုံးသပ်ရပါတယ်မန်လေးပြည်ဦးနယ်လမ်းပိုင်းဒုထဝရီမြို့တချောင်းမှာ3မိုင်4မိုင်5မိုင်9မိုင်စတဲ့ရက်စုလေးတွေရှိတာသိကြပြီဖြစ်မှာပါ ကျွန်တော်လဲမန်လေးဘက်ကိုရောက်ရင်ရွှေစာရံဖျားနဲ့အဲ့ဒီရက်ဆိုးတွေပဲခြေဦးလက်ပြည့်လေးရှိပါတယ်အဖျားဆုံးရက်ဆိုးကတော့73မိုင်လား74မိုင်လားမမှတ်မိတော့ပါအဲ့ဒီအထိကိုရောက်ခဲ့ပါသေးတယ်ဇမန်လေးကဒုဒ္ဓဝတီမြေဖေးတောင်ပိုင်းရွာကိုအင်အား၁၀ယောက်ခန့်ရှိတဲ့စစ်ကောင်စီအဖွဲ့ရောက်ရှိလာပြီးအပန်းဖြေနေသူတွေကိုစစ်ဆေးခြင်းစောင့်ကြည့်ခြင်းများပြုလုပ်ပြီးညနေပိုင်းမှာပြန်လည်ထွက်ခွာသွားတယ်လို့သိရှိရပါတယ်ဇမန်လေးကထီတော်မိုးလက်နက်ကြီးစခန်းကနေလက်နက်ကြီးနဲ့၃ချက်ပစ်ခတ်ထားပါတယ် ပြစ်ခတ်တဲ့အနေအထားအရပြောင်းမှုပြစ်ခတ်ပြီးအထိုင်ချတာဖြစ်တယ်လို့ခံမှန်းရပါတယ်။တပိတ်ချင်း၅မိုင်ဘက်ကစစ်ကြောင်းပြန်တိုးဖို့အတွက်လက်နက်ကြီးအထိုင်ချတာဖြစ်နိုင်ကြများပါတယ်။စစ်ကောင်စီဟာ၆မိုင်ဘက်ကထိတွေ့ဖြစ်စဉ်မှာ FPV လို့ယူဆရတဲ့တိုက်ခိုက်ရေးဒရုန်းမှာအသုံးပြုခဲ့ပေမဲ့နောက်ဆုံးသွားခဲ့ရခြင်းဖြစ်ပါတယ်။သခိုင်းတိုင်းမမောက်မြို့နယ်ထဲမှာလည်းချမ်းနီပြည်သူစစ်တွေနဲ့ကာဝေးအင်အားစုတွေထိတွေ့မှုရှိခဲ့ပါတယ်။ဒရုန်းလက်နက်ကြီးတွေ နှစ်ဖက်အပြန်အလှန်ပြစ်ခတ်ခဲ့ပေမဲ့အပေါင်းနှုတ်စီစစ်နေသေးတာဖြစ်ပါတယ်။ခြေလေတာဟာရှမ်းကလူးတွေကျင်းလေကျဆားရနာမည်ဖြစ်ပြီးဇလုံတောင်ဟာနာမည်ကြီးဖြစ်ပါတယ်။သွားမယ်လို့အချိန်ချင်းပြင်ခဲ့ပေမဲ့ရောက်ဖို့ခဲ့ခြင်းမရှိတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။ကချင်ပြည်နယ်ဖားကနေတော့မှထင်ရဆန်းချက်စီးတက်ဖြတ်နေတဲ့ချင်းလင်းတပ်မဟာ၃ရဲ့တပ်မဟာမှုကတော့ဘုံမှုချုပ်ဇော်ဝင်းစစ်တပ်ကတို့အပတ်စဉ်၄၀နှစ်ဖြစ်ပါတယ်။ ပြင်ဆက်လက်ဆန်လို့တဲ့ဂျန်နာမြေမှာထိုင်ခဲ့ရတဲ့တတ်မှတ်မှုတော်တော်များများဟာရေဘူးရအဖြစ်ဇာတိမလာကြရတာများတာကိုတွေ့ရပါတယ်။ဘိုးတိုင်းရှေချမ်းတာငူတမိုင်းတိုင်းစစ်ဌာနချုပ်ထဲကနေ